ောကအမြင်တဲ့သူအလုံးကိုတိုက်ခိုက်ပါတော့တယ်အဖေဖြစ်သူကတာဖြစ်သူကိုကာကွယ်ပေးရင်အတက်ပေးလိုက်ရပါတယ်ဒီလိုနဲ့နေကြအဖေဖြစ်သူနဲ့ရှန်ကုန်းပေါက်ထိုင်တောက်နေတဲ့အချိန်တန်ရာအပြင်းအထန်နဲ့ရှောင်းပေါက်ကရောက်ရှိလာပြီးဘာလို့ဒီလိုဖြစ်ရတာလဲမေးတဲ့အချိန်မှာအဖေတေးပြီးနေကြတက်လို့တေးတာဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့နေကြတို့ရဲ့တိုင်းပြည်တစ်ခုလုံးရက်စရာမရှိအောင်ဆုပ်ပြတ်တက်သွားခဲ့ရပါတယ်ဒီအချိန်လေးကိုကြည့်ပြီးလှုပ်သွားတဲ့တတေအရနဂါမိတ်ဆာတွေပဲဆိုပြီးခောက်ချက်ချလိုက်ပါတယ်စိတ်တူသွားတဲ့နေကြကိုအောင်းမင်း ဖြစ်သူကတေချာမေးလိုက်ပါအောင်ဆိုပြီးပြောပေမဲ့မေးရင်ငါအဖေအမေပြန်ပြီးအသက်ရှင်လာနိုင်မလားဆိုပြီးစိတ်တူတူနဲ့ထွက်သွားခဲ့ပါတယ်တတရအစဉ်အနေနဲ့အင်အားကြီးမိစာကိုအနိုင်ယူပြီးအတမတူတော်စင် ဖြစ်သွားခဲ့ရပါတယ်ပပကြီးကကျောက်စိနန်းတော်ထဲကလိုချင်တဲ့တခုကိုပြောပါဆိုပြီးပြောတဲ့အချိန်မှာကျောက်စိဝီရီကိုပဲလိုချင်တဲ့ဆိုပြီးပြောခဲ့ပါတယ်ဒီလိုနဲ့ပပကြီးကနဂါမိစာတွေရဲ့လောရက်ကအရန်ကိုလွန်နေဆိုပြီးနဂါမိစာအားလုံးကိုပပကြီးကိုတိုင်တော်ဖမ်းမယ်ဆိုပြီးပြောတဲ့အချိန်မှာ နေချဖြစ်သူကသူကိုယ်တိုင်နကမိတ်ဆာကိုစရင်အရင်တွက်ရှိမယ်ဆိုပြီးထွက်သွားလိုက်ပါတယ်နကမင်းကြီးကိုယ်တိုင်တောင်မတိပဲဖြစ်သွားတဲ့ကိစ္စကိုရှန်ကုန်းပေါင်းနဲ့တပည့်ဖြစ်သူရဲ့လက်ချက်ကြောင့်နေချတိုင်းပြည်တစ်ခုလုံးဆုပ်ပြတ်တတ်သွားကြောင်းကိုပပကြီးကအစွမ်းတွေကိုတုံးပြီးရေအောက်နကမိတ်ဆာအားလုံးကိုပေါင်းအိုးထဲထဲဖို့စတင်လုပ်ပါတော့တယ်နေလဲမထူတော့တဲ့အခြေအနေမျိုးခွေးတောင်ကြောင်ပေးရရင်ပြန်ကိုက်တတ်တာပဲရေအောက်နကမိတ်ဆာတွေအားလုံးကလည်းနှက်ပြီးကနှက်တာတွေကိုပြန်လဲတိုက်ခိုက်ပါတော့တယ်ဒီလိုနဲ့ရောက်ရှိလာတဲ့နေ ကြကလည်းတိုင်းပြည်အတွက်ကလဲစားချေဖို့ရေအောင်မိတ်ဆန်နကားတွေကိုစုပ်ပြတ်တက်အောင်လုပ်ဖို့အောင်ပြန်ဖေးဖြစ်သူကိုတိုက်ခိုက်နေပါတယ်။နကားပရင်ရှုံသွားတဲ့အချိန်မှာပေါအိုထဲရောက်သွားပြီးပပကြီးကအိုးအဖုံကိုပေးချလိုက်ပါတယ်။ဒီချဝန်းနဲ့နေတဲ့အချိန်မှာမတည်သေးတဲ့အဖေဖြစ်သူနဲ့အမေဖြစ်သူရောက်လာပြီးအောင်ပင်းဖြစ်သူကလည်းညချရဲ့မင်းတို့တိုင်းပြည်တစ်ခုလုံးကိုစုပ်ပြတ်တက်အောင်လှုပ်သွားတဲ့သူကငါအဖေမဟုတ်ဘူး။ဘူလန်းဆိုတဲ့အဖိုးကြီးကလှုပ်တာပဲဖြစ်ပါတယ်။နဂါးသုံးကောင်ကိုအပေးယူလုပ်ပြီးဖြစ်စီခိုင်းလာလို့ညချက ိုပြောပြလိုက်တဲ့အချိန်မှာတော့နီချာကလည်းသူကိုယ်တိုင်အမားလုံးမိပြီဆိုပြီးနောက်သားရတာကတပိုင်းကလဲစားချေချင်တာကတပိုင်းဖြစ်နေပါတယ်။နီချာနဲ့အောင်ပင်ကနှက်ပြီကစစ်တီတော်တွေအလုံးကိုစတင်တိုက်ခိုက်ပါတော့တယ်။ တိစာဖောင်းနဂါးတွေကိုပပကြီးကလွတ်ပေးလိုက်ပြီးညီချတို့ကိုတိုက်ခိုက်ဖို့အမိန်ပေးလိုက်ပါတော့တယ်ပပကြီးကိုတိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်မှာညီချနဲ့အောင်ပင်ကိုနှလုံးချင်းစာကထာရွတ်ပေးလိုက်ပြီးညီချအဖေအမေအပါအဝင်သူတို့နေရာလုံးကိုပေါင်အိုးထဲထည့်လိုက်ပါတယ်ပေါင်အိုးထဲမှာရှိတဲ့မိစ္ဆာတွေအားလုံးကအပူလွန်ပြီးပလဲလုံးအဖြစ်ပြောင်းလဲတော့မဲ့တူတူပြန်လဲတိုက်ခိုက်ဖို့လုပ်ပါတော့တယ်ဒီလိုနဲ့ကောင်းကင်ပလဲလုံးအောင်ပင်နဲ့အစစ်စစ်အမှဖြစ်ပြီးပြန်လဲစုစည်းထားတဲ့မိစ္ဆာပလဲလုံးဆိုတဲ့ညီချတို့ကပူပေါင်းပြီး ီးပေါင်းအိုအဖုံဖွင့်ဖို့ကြိုးစားတဲ့အချိန်မှာပပကြီးနဲ့အပေါင်းပါအလုံးကအိုမဖွင့်ဖို့အရေးကိုကာကွယ်ပေးနေပေမဲ့အိုကပွင့်ထွက်သွားခဲ့ရပါတယ်။တစ်ဖက်မှာစိတ်ကောင်းရှိတဲ့မိစ္ဆာနဲ့တစ်ဖက်ကကောင်းကင်ဘုံပေါ်ကပပကြီးနဲ့အပေါင်းပါလူယုံမှန်တွေနဲ့စတင်တိုက်ခိုက်တဲ့အပြီးမှာတော့နှက်ပြပေါ်ကယုံမှန်တဲ့ပပကြီး